အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ဇီယာတို့ဒီသူရိကံအကြောင်းလေးကိုဒါပညာမြောက်ပြီးမှဖြစ်တယ်ပေါ့နော်ဟိုဇီယာတို့အချိန်မှာတော့တင်တင်ခဲ့မယ်ဒါပေမဲ့အဲ့လိုဘဲညာပါရာမျိုးတော့အဲထပ်ပြီးတော့ဒါမြောက်ပြီးကျင်တာဖြစ်တယ်ပေါ့နော်အဲ့လိုသူရိကံကအဲ့လိုဘဲညာပါမယ်ဆိုရင်ဘာအကျိုးပေးမလဲဘာတွေကောင်းမလဲဘာတွေအဆက်မဲဆိုတာကိုမိတ်ဆွေတွေနဲ့တိထားမြင်ထားအောင်လို့ဒါမြောက်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ပုံမှန်ပြပေးထားသူဆရာတို့ဒီဒီတုလိကံဟာပေါ့နော် ဒီဥကောင်းလန်းနဲ့ဒီအသက်လန်းကြားမှာတွေ့ကံပုံစံပါနေမယ်ပေါ့နော်သူကဘယ်ညာပါနေတယ်ဘယ်ညာပါနေမယ်ပေါ့နော်ဟိုတဏိယဖြစ်စရာတို့ဒီလက်ညှိုးအောက်တက်တဲ့ဒီကြာသပြီးဂျုံအောက်တက်တဲ့မှာတွေ့ကံပါနေရပေါ့နော်အဲဟိုအဓိကအဖြစ်ဥကောင်းလန်းကြောင်းနဲ့အသက်လန်းကြောင်းမှာတွေ့ကံပုံစံပါနေမယ်ဆိုရင်ဘာတွေကြိုးပြီးမလဲဆိုတော့အဓိကအနေနဲ့မိတ်ဆွေတို့ဒါ သိနိုင်အောင်မြင်နိုင်အောင်ဒါမျှောက်ပေးလိုက်တယ်ပေါ့နော်အဲလက္ခဏာရှင်ရဲ့ဒီဘဝမှာငွေကြေးပိုင်းအားတာမယ်ငွေကြေးဝင်မယ်သူ့ရဲ့ငွေကြေးကံကဘဝမှာကောင်းမွန်နေမယ်ဆိုတာကိုဒါပြပေးထားတယ်ပေါ့နော်ဘဝမှာငွေကြေးကံတည်တသာကောင်းမွန်ပြီးငွေများစွာရရှိမယ်ဝင်ရောက်နိုင်မယ်ရနိုင်တာကိုအများဆုံးပြပေးထားတယ်ငွေကြေးချမ်းသာမှုကံအားတာတော်လည်းဒီဒုတိယကံပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ထူးခြားတဲ့ ကံအထောက်ကူပြီးသူ့မှာရှိတယ်။ ठी ठी နဲ့အဆက်တယ်။အဲ့လိုထီပေါက်သူလိုငွေကြီးတွေရရှိမယ်။ငွေကြီးတွေဝင်မယ်။ငွေကြီးကံကောင်းမွန်တာကိုအများဆုံးပြပေးထားတယ်ပေါ့နော်။ကောင်းတဲ့ကံအများစုကိုဒီလက္ခဏာရှင်ဟာရရှိလိုက်မယ်။ ठी ကံဆိုတာကတော့ပုံမှန်ပြပေးထားတဲ့လိုဒီကထင်းရှားရှားပါဖို့လိုအပ်တယ်ပေါ့နော်အဖြက်တွေနဲ့ဆက်တာဟာလာဟာနေတာမျိုးတွေဖြစ်ရင်အကျိုးမရနိုင်ဘူးပြီးတော့ဂျိုးကုံတွေ မကောင်းရင်ဟလာလဝါပြင်အနေထားမကောင်းရင်လေသူ့ကြိုးဟာရဖို့အတွက်ခဲရင်တကြတယ်အဲ့တော့အဓိကအပြည့်ဒီနေ့မှမျှဝေပေးချင်တာကတော့အမှတ်သားအကြောင်းကိုအဓိကမျှဝေပေးတာဖြစ်တယ်အဲ့လိုတရိကံပါရင်ဘလို့အကျိုးကောင်းတွေရမလဲဘလို့ကိုယ်တို့အထောက်ကူဖြစ်မလဲဆိုတာကိုတည်ထားဖို့လိုအပ်တယ်ပေါ့အဲ့တော့ထူးခြားကံထူးခြားတဲ့ကံထောက်ကူတွေရလိမ့်မယ်ဒီနေ့အဆက်တဲ့သူ့ဘဝမှာထီပေါက်သူလိုငွေကြီးတွေရရှိလိမ့်မယ်ကောင်းတဲ့ကံအများစုကို မှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်ကောင်းတဲ့ကံအများစုပါရှိတာကိုသိထားဖို့လိုအပ်တယ်ဘယ်ညာနံပါတ်ပါတဲ့တကြောင်သူ့ရဲ့ဘဝမှာငွေကြီးကြောင်သူကအဆင်ပြေလိမ့်မယ်ငွေကြီးကံအားသာတယ်အကျိုးအမြတ်အကျိုးအမြတ်များစွာရရှိလိမ့်မယ်သူ့ရဲ့အကျိုးတွေကလည်းတည်မြဲလိမ့်မယ်ရေရှည်တည်ဒီမြဲနေတာကိုအများဆုံးပြပေးထားတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့မှဒီလိုပါနေရင်ကိုကကိုရဲ့ဒုတိယအထောက်အကူဖြစ်လာအားတာလားဆိုတာကိုဟိုကိုကကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဟိုဒုတိယအားကောင်းနေ ပို့ပြီးကောင်းနိုင်တယ်တူရီကန်ကြည့်ရင်ကြည့်သလိုထောက်ကိုပို့ပြီးရနိုင်တယ်ငွေကြေးများစွာပို့ပြီးဝင်နိုင်တယ်ဖြီးဖြီးပေါက်တတ်တယ်ဟာလားချမ်းသာမှုကံလေးကိုရရှိခံစားနိုင်တယ်လို့ဒါပြပေးထားတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်